ားလုံးပဲမင်္ဂလာပါကျွန်မဒီနေ့ negative idea ကို ဖော်ပြတဲ့နေရာမှာသုံးတဲ့ပေါ့နော်ဒီ without နဲ့ and နဲ့အကြောင်းကိုပြောပြမှာဖြစ်တယ်အဲ့တော့ negative idea ကိုဖော်ပြခြင်းတူပေမဲ့သူတို့ဒီစကားလုံးနှလုံးက interchange ပဲသုံးလို့မရဘူးပေါ့နော် without ကတော့ကျွန်မတို့ preposition ဖြစ်နေသုံးတာဖြစ်တယ် and left ကတော့ subordinating ဒီ conjunction တွေနဲ့သုံးတာပေါ့နော်ဒီ subordinator လို့လည်းပြောလို့ရတယ်အဲ့တော့တခုချင်းစီကိုခွဲပြီးတော့လေ့လာသွားမယ်နောက်ဆုံးမှာဒီ transformation practice set လေးထပ်ထားပေး ပါတယ် ဲ့တော့အရင်ဦးဆုံးပေါ့နော်သူတို့တွေရဲ့ဒီကွာခြားချက်အကြောင်းကိုကျွန်မပြောမှာဖြစ်တယ်အဲ့တော့ without ဒီကျွန်မတို့တခုခုမရှိပဲမဖြစ်ပဲပေါ့နော်ဒီအဲ့ဒီသဘောတက်ရောက်တယ်အဲ့တော့ without ကမနေ့ကတင်ထားတဲ့သင်ခန်းစာ lesson မှာ without 3နည်းပေါ့နော်ကျွန်မခုနှစ်မျိုးပြထားပေးတာရှိတယ်အဲ့တော့ without ဒီကျွန်မတို့နောင်နဲ့လည်းတွဲတယ်နော်အဲ့တော့တခုခုမရှိပဲဆိုတဲ့သဘောမျိုးမလုံပဲနဲ့ဆိုတဲ့သဘောမျိုးတက်ရောက်မယ်ဆိုရင်တော့ action ကိုဖော်ပြပေးမယ်ဆိုရင်တော့ gerund verb ကို ing ပေါင်းပြီးတော့ရေးတယ်အဲ့တော့ noun နဲ့ တွဲလို့ရတယ်လို့ noun phrase နဲ့လည်းတွဲလို့ရတယ် gerund လို့ခေါ်တဲ့ကရိယာနာမ်ပေါ့နော် va ing နဲ့လည်းတွဲလို့ရတယ်အဲ့တော့ကျွန်တော်တို့ဒီအသုံးနည်းတဲ့ pattern တစ်ခုဖြစ်တဲ့ဒီ set phrase ပေါ့နော် set လုပ်ထားပြီးသား phrase တွေလည်း ပေးထားသလိုဒီ clause နဲ့လည်းတွဲလို့ရတယ်ဒါပေမဲ့ဒီ clause ကိုတွဲမယ်ဆိုရင်တော့ကျွန်တော်တို့ဒီ second လုံးကိုပြန်ပြီးတော့ relative pronoun ထပ်ပေးဖို့လိုတာပေါ့နော်အဲ့တော့ဒီအကြောင်းအရာကမနေ့ကပြောတဲ့သင်ခန်းစာမှာပါတယ်ဒီနေ့က without နဲ့ဒီ unless ကိုကျွန်တော်တို့ဒီ transformation လုပ်ကြည့်မယ်ပေါ့နော်သူတို့နှစ်ခုကအဓိပ္ပာယ်မတူဘူးနော်အခြေအနေရပေါ်မှာမူတည်ပြီးတော့သုံးတာ negative idea ချင်းတော့တူတယ်အဲ့တော့ without the absence of something တခုခုမရှိခြင်းလို့ပြောတာဒီလိုနေထားမျိုးမှာဆိုရင်ကျွန်တော်တို့နောင်နဲ့တွဲတယ်လို့အလွန်မှတ်ပေးပါ and left ကြတော့ဒီ condition ကိုသုံးတာအခြေအနေတရနော်အဲ့ဒီအခြေအနေတရကဒီရောပေါ့နော်ဒီအခြေအနေဒီ western something from happening ဖြစ်ပျက်နေတဲ့နေထားတခုကနေပြီးတော့ရဆိုင်သွားမယ်အဲ့လိုတောင်မဟုတ် ဘူးဆိုရင်ဆိုတဲ့ဒိဋ္ဌိမျိုးပြောတယ်ပေါ့နော်အဲ့တော့ unlove ကတော့ if not နဲ့တူတဲ့ if clock ကိုကျွန်တော်တို့ negative not ပေါင်းပြီးတော့ရေးတဲ့ခါမျိုးမှာဆိုရင် unlove နဲ့စာထုတ်လို့ရတယ်ဒီ without နဲ့ unlove က interchangeable ပဲသုံးလို့မရဘူးဒါပေမဲ့ဒီနှစ်ခုစလုံးက negative idea ကိုပြောချင်တဲ့ခါမှာသုံးတယ်ပေါ့နော်ဒါလေးတော့မှတ်ထားပေးပါအဲ့တော့အရင်အဦးဆုံး without ပေါ့နော် without ကတော့ကျမတို့ preposition ဖြစ်တယ် preposition ဖြစ်တဲ့အတွက်ကြောင့် noun တို့ noun phrase တို့ gerund တို့နဲ့သူ့ကိုတွဲပြီးတော့သုံးတယ်အဲ့တော့ဒီ noun နဲ့လည်းတွဲတယ်လို့ gerund လို့ခေါ်တဲ့ verb ing နဲ့လည်းတွဲပြီးရေးတယ်ပြီးတော့ having brought battery အဲ့ဒါကကျွန်တော်တို့အတိတ်ကမဖြစ်ခဲ့တဲ့အကြောင်းအရာကိုနော်မလောက်ခိုင်းမိတဲ့အကြောင်းအရာကိုပြန်ပြောတဲ့ခါမျိုးမှလည်းသုံးတယ်ပြီးတော့ passive meaning ပေါ့နော် passive ဆိုတာကဒီ object ဒီ action receiver အဲ့ဒီအရာကိုကျမတို့ပေါ်ပြခြင်းတဲ့အခါမျိုးမှာဆိုရင်တို့ဒီ heaven နေရာမှာ being နဲ့ battery နဲ့တုံပြီးတော့ရေးလေးရှိတယ်။ ဒီတရားရောက်ကလောက်တာတခုခုကဖြစ်တာအဲ့လိုမျိုးဒီ action duo ကို focus ထားပြီးရေးတဲ့ခါမျိုးမှာဆိုရင်တော့ဒီ without ရဲ့နောက်မှာ someone တို့ something တို့ပြီးတော့မှကျွန်တော်တို့ run လိုက်ပြီးတော့ရေးချင်းဖြစ်တယ်အဲ့တော့ဒီမှာ example စာကြည့်မယ် he left without saying goodbye နော် goodbye လို့တော့မပြောဘဲနဲ့သူထွက်သွားတယ်အဲ့တော့ without ဒီဒီနေရာမှာ saying ဆိုတဲ့ run နဲ့တွဲပြီးတော့ရေးတယ်နောက်တစ်ကြောင်ဆက်ကြည့်မယ် we can continue without funding เนาะငွေကြေးထောက်ပံ့မရှိဘဲနဲ့ဒါကိုဆက်ပြီးတော့လုံဆောင်နိုင်ခြင်းမရှိဘူးအဲ့တော့ဒီ weather နဲ့ကြောင့်ကကျွန်တော်တို့ဒီ state အခြေအနေပေါ့နော် condition ကို သူကဖော်ပြတယ်အဲ့ဒီဖော်ပြတဲ့အနေအထားကတခုခုကเนาะ something the happen ဖြစ်တယ်တခုခုဖြစ်တယ်ဘလို့အဲ့လိုမျိုးဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုကျမတို့ကိုဖော်ပြတဲ့အခါမျိုးမှာဆိုရင်ဝေတောက်နဲ့သုံးတယ်အဲ့တော့ဝေတောက်ဒီကျမတို့ရဲ့ real condition မှာသုံးတယ်လို့ကျမတို့အလွယ်မှတ်လို့ရပါတယ် real situation မှာဝေတောက်နဲ့တွဲပြီးတော့ရေးတယ်ပေါ့နော် တော့ unlove unlove ကြတော့ကျွန်တော်တို့ conditional clause တွေမှာဒီ negative ဥပဒေမျိုးမှာဆိုတော့၃လေးရှိတယ် if not နဲ့ do တယ်လို့ပြောတယ်သူကကျွန်တော်တို့ဒီ conditional clause မှာဒီဆက်ဆက်ပေးတယ်ပေါ့နော် subordinator တနည်းအားဖြင့် subordinating conjunction တွေနဲ့သုံးတယ်အထူးသဖြင့်ကျွန်တော်တို့ဘယ်လိုဝကြမျိုးမှာသွားပြီးတော့တွဲသုံးလဲဆိုတော့ depending clause เนาะဒီမိခိုရတဲ့ depending clause တွေနဲ့ သုံးလေးရှိတယ်အဲ့တော့သူရဲ့ structure အရာဆိုရင်တော့ unlove ကအနောက်မှာ sajava ပါတဲ့ clause နဲ့တွဲပါတယ် without ကြတော့ noun နဲ့တွဲတယ် noun နဲ့တွဲတယ် noun phrase နဲ့တွဲတယ် gerund နဲ့တွဲတယ်ပြီးတော့မှမှ action doer ကိုပြပေးခြင်းနဲ့ဆိုရင်တော့ something someone ပြီးတော့ gerund နဲ့တွဲတယ်ပြီးသွားတဲ့အကြောင်းအရာကိုပြောခြင်းနဲ့ဆိုရင်တော့ having battery နဲ့တွဲတယ် passive meaning နဲ့သုံးမယ်ဆိုရင်တော့ being battery နဲ့သုံးတယ်နော်အဲ့ဒီ without ကိုအခု unlove ကြတော့ကျွန်တော်တို့ clause တစ်မျိုးတည်းပဲတွဲတယ် example ကြည့်မယ် we can continue unless we receive funding အဲ့အကယ်၍ငါတို့က funding ကိုမရခဲ့ဘူးဆိုရင်တော့ဆက်လုပ်နိုင်မှာမဟုတ်ဘူးလို့ပြောခြင်းဖြစ်တယ်ဒါဒီ condition ဒါရတာမရတာကျွန်တော်တို့မသေချာသေးဘူးဒါပေမဲ့ဒီလိုမျိုးမရဘူးဆိုရင်တော့ဆက်မလုပ်နိုင်ဘူးဆိုတဲ့ဒီအနေအထားပေါ့နော်ဒါကိုပြောခြင်းဖြစ်တယ်နောက်တစ်ကြောင်ဆက်ကြည့်မယ် I won't go without you can with me ်မင်းငါနဲ့အတူတူမလိုက်ဘူးဆိုရင်တော့ငါကသွားဖြစ်မှာမဟုတ်ဘူးအဲ့တော့ငါသွားခြင်းမသွားခြင်းဆိုတာကမင်းလိုက်တဲ့အပေါ်မှာမူတည်တယ်အဲ့ဒီအတွက်ကြောင့် something happen ဖြစ်ဖို့အတွက်အခြေအနေတရားကိုကျွန်တော်တို့ set ချထားခြင်းဖြစ်တယ်နော် and left ကကျွန်တော်တို့ and re ရဲ့ situation တွေမှာသုံးတာများပါတယ် အဲ့တော့ကျွန်တော်တို့ဒီ typical function ပေါ့နော်သူတို့ရဲ့ပုံမှန်သူတို့ဘယ်လိုမျိုးဆက်သွယ်ကြသလဲဆိုတော့ without ဆိုတဲ့ preposition နဲ့တွဲမယ်ဆိုရင်သူက situation အခြေအနေတရားကို ဖော်ပြတယ်အဲ့ဒီအခြေအနေကဒီ lack something တခုခုမရှိတဲ့အနေအထားမျိုးမှာဒီမှာဆိုရင် without water water ဒီကျွန်တော်တို့ဒီဘာလဲရှိတယ်လို့နောင်းနေလည်းလည်းသုံးလို့ရတယ်အဲ့တော့ဒီ weather အရာဆို without ကနောင်းနဲ့တွဲတယ်ဆိုတဲ့အကြောင်းရေမယ်ရှိပဲနဲ့လို့ပြောခြင်းဖြစ်တယ် without ဒီ drain နဲ့လည်းတွဲတယ်ဆိုတဲ့အကြောင်း without knowing သိဘဲနဲ့เนาะအဲ့တော့ဂျရန်နဲ့သွားပြီးတွေ့တဲ့အခါမှာ negative action ဆိုတဲ့သဘောတက်ရောက်တယ် without having tried เนาะအဲ့တော့က having နဲ့ battery နဲ့သွားတုံးသွားပြီးတော့တွေ့ပြီးသုံးထားတယ်ဆိုရင်တော့အတိတ်ကမဖြစ်ခဲ့တဲ့အကြောင်းအရာကိုဖော်ပြတဲ့နေရာမှာသုံးတယ်အဲ့တော့ဒီလိုမျိုးပုံစံကတော့ကျွန်တော်တို့ပုံမှန်မြင်နေကြမနေ့ကတင်သွားတဲ့အကြောင်းအရာကတော့အစုံ ပြေဆုံးအောင်ထပ်ထားပေးတဲ့ဒီ without pattern ခုနှစ်ခုเนาะမတူဘူး unlove ကြတော့ကျမတို့ဒီအခြေအနေတစ်ခုကို set up တန်းစင်လိုက်တဲ့သဘောအဲ့ဒီအရာက prevent something တစ်ခုခုကို prevent လုပ်ဖို့တားဆီးဖို့အတွက်အခြေအနေတရားကိုကျမတို့ဖန်တီးလိုက်တာပေါ့เนาะအဲ့တော့အဲ့ဒါကဒီ condition နဲ့ exception เนาะ exception ဆိုတာကတော့ twin check အနေနဲ့ဒါမျိုးဆိုရင်တော့เนาะဒီလိုမျိုးမဖြစ်ခဲ့ဘူးဆိုရင်တော့လို့ပြောခြင်းဖြစ်တယ်ဒီမှာဆိုရင် unlove နဲ့ကျမတို့ sajava ပါတဲ့ clause နဲ့တွဲပြထားတယ် unless you try အကဲ၍မင်းမကြိုးစားခဲ့ဘူးဆိုရင်သူ့ကိုကျွန်တော်တို့ subordinator ဒီနေ့အဖြစ် subordinating conjunction လို့ပြောထားတယ်။ဘာကြောင့်လဲဆိုတော့အကဲ၍မင်းမကြိုးစားခဲ့ဘူးဆိုရင်ဆိုပြီးတော့ကျွန်တော်တို့တန်လန်းထားထားလို့မရဘူးဒီဝက်ကြကြီးကမပြည့်စုံဘူးအဲ့ဒါကြောင့်မို့လို့သူ့ကို dependent clause လို့လည်းကျွန်တော်တို့ခေါ်တာပေါ့နော်။နောက်တစ်ကြောင်ဆက်ကြည့်မယ်။ unless he arrive အဲ့တော့အကယ်၍သူသားမရောက်ခဲ့ဘူးဆိုရင်เนาะအဲ့တော့ unless နဲ့ကျွန်တော်တို့စာချုပ်ပါပါတယ် clause နဲ့တွဲပါတယ် unless they agree အကယ်၍သူတို့ကသဘောမတူခဲ့ဘူးဆိုရင်เนาะ unless the if not နဲ့တွဲအဲ့တော့ if not လို့ပြောထားတဲ့အတွက်ကြောင့်အနောက်မှာဒီ condition ဒီနေ့အဖြစ်ဒီ con ဟောပေါ့เนาะဒီ conjunction ဖြစ်တဲ့အတွက်ကြောင့်စာချုပ် never ပါတယ် clause နဲ့တွဲပါတယ် ဲ့တော့ကျွန်မဒီစမ်းကျင်ဘက်သဘောတရားကိုဖော်ပြခြင်းတဲ့အခါမှာသုံးတဲ့ဒီ parallel exam မှာ၃ခုထည့်ထားပေးတယ်။အစကပြောထားတဲ့အတိုင်းပဲ without နဲ့ and left နဲ့က interchange ပဲသုံးလို့မရဘူး။သုံးလိုက်မယ်ဆိုရင်ဒီအဓိပ္ပာယ်ပေါ့နော်ဒီအဓိပ္ပာယ်ကကျွန်တော်တို့ क्वे သွားမှာဖြစ်တယ် structure အရာဆိုရင်လည်းကျွန်တော်တို့ क्वे တာကိုတွေ့ရမှာဖြစ်တယ်။အဲ့တော့ဒီမှာကြည့်ရအောင်။ he left without apologizing အဲ့တော့ without ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီနောက်မှာနောင်နဲ့တွဲထားတယ်နော် apologizing တောင်းပန်ခြင်းမရှိဘဲနဲ့သူထွက်သွားတယ်။ဒါဒီကျွန်တော်တို့ state သို့မဟုတ် situation အခြေအနေရကူဖော်ပြတာ။အဲ့တော့ဒီဝဲကြရဲ့ဒိဗန်နဲ့နောက်ဝဲကြတဲ့ကြောင့်ဆက်ကြည့်မယ်။ and left နဲ့တွဲထားတဲ့ဝဲကြပေါ့နော်။ he won't leave without he follow ကြ။အဲ့တော့သူမတောင်းပန်ဘဲနဲ့ထွက်သွားလို့မရဘူး။အရှိဝဲကြဒီကျွန်တော်တို့ state သို့မဟုတ် condition ကိုဖော်ပြပေးတာ။ ဒီအနေထားကကျွန်မတို့ဒိဗ္ဗယ်လဲ꿰သွားတယ်လို့ sudden stretcher လဲ꿰တယ်ဝေတော့ဒီအပေါ်မှာ gerund noun နဲ့တွဲထားတယ်ကရိယာနဲ့ဒီ unlap ကြတော့ subject နဲ့ verb ပါတယ် clause နဲ့တွဲထားတယ်အဲ့တော့ဒီဝဲကြရဲ့ meaning က he must pull လို့ကြတယ်သူတောင်းကို တောင်းမှန်ရမယ်နော် otherwise he won't leave မတောင်းမှန်ပဲနဲ့ तू ထွက်သွားလို့မရဘူးเนาะ otherwise အဲ့လိုမှမဟုတ်ဘူးဆိုရင် तू ပြန်လို့မရဘူး तू ထွက်လာလို့မရဘူးလို့ပြောခြင်းဖြစ်တယ်အဲ့တော့ without ဒီကျွန်တော်တို့တဲ့ actual happening အမှန်တကယ်ဖြစ်နေတဲ့ situation เนาะဒီ real situation ကိုဖော်ပြဖို့အတွက်သုံးချင်းဖြစ်ပြီးတော့ and left ကတော့ဒီ possible action လို့ခေါ်တဲ့ဖြစ်နိုင်ခြေရှိတဲ့လုံဆောင်ချက်ကိုဖော်ပြဖို့အတွက်เนาะမဖြစ်လာသေးဘူးဖြစ်လာနိုင်ခြေရှိတဲ့ future action သို့မဟုတ် possible action အတွက်ဒီအခြေအနေတရားကိုဖော်ပြတဲ့နေရာမှာသုံးတယ်လို့မှတ်ရမှာဖြစ်ပါတယ် ။ Now example တကူဆက်ပြီးတော့ကြည့်မယ်။အဲ့တော့ without နဲ့လည်းတွဲပြထားသလို and left နဲ့လည်းတွဲထားတယ်။အဲ့တော့ grammar structure အရလည်း꿰သလိုအဓိပ္ပာယ်လည်း꿰တယ်။သို့တော့ negative idea ချင်းတော့တူတယ်ပေါ့နော်။ example စကြည့်ရအောင်။ We receive the result without changing the method ။အဲ့တော့နီးစနစ်ကိုကျွန်တော်တို့ဒီနီးလမ်းကိုပြောင်းခြင်းမရှိဘဲနဲ့ result ထွက်သွားတယ်။ result ရသွားတယ်လို့ပြောခြင်းဖြစ်တယ်။အဲ့တော့ဒါဒီကျွန်တော်တို့ရဲ့ reassessment ဝေရင်ငါတို့နီးလမ်းမချိမှုတိုင်းပဲ result တော့ထွက်တယ် ဒါ situation အဲ့ဒီ situation က real situation ကိုဖော်ပြခြင်းဖြစ်တယ် and left နဲ့တွဲပြီးတော့ဒီ word ကြောင့်ကျွန်တော်တို့ရေးကြည့်ရအောင် we can achieve the result unless we change the method အကယ်၍ငါတို့က listening ကိုတောင်မချိန်ခဲ့ဘူးဆိုရင် result ကိုရနိုင်ပြီမဟုတ်ပါအဲ့တော့ဒီ weather အရဆိုရင် result 12အတွက်ငါတို့ဒီ method ကို change ဖို့လိုတယ်လို့ပြောခြင်းဖြစ်တယ်နော် change the is require လိုအပ်နေတယ်လို့ပြောခြင်းဖြစ်တယ်အဲ့တော့ဒီ weather နဲ့ကြောင့်ကိုကျွန်တော်တို့သုံးသပ်လိုက်တဲ့အခါမှာဆိုရင် without the real situation တကယ်ဖြစ်သွားပြီးအကြောင်းအရာကိုဖော်ပြတဲ့နေရာမှာသုံးတယ် unless ကြတော့ဒီ necessary condition လိုအပ်နေတဲ့အခြေအနေတရချိန်ဖို့လိုနေတယ်ဆိုတာကို ဖော်ပြဖို့အတွက်သုံးတာကို တွေ့ရပါတယ်။ နောက် example တကူကဒီ negative meaning ပေါ့နော်စမ်းကျင်ဘက်သဘောတရားကိုဖော်ပြတဲ့နေရာမှာသုံးတယ် negative အဓိပ္ပာယ်နဲ့သုံးထားတယ်အဲ့တော့ she can't survive without support အဲ့တော့အကူအညီအထောက်ပံ့မရှိဘဲနဲ့သူမှမရှင်သန်နိုင်ဘူးဆိုပြီးတော့ကျွန်တော်တို့ဒီဟို situation တရက်ကိုသူကပြထားတယ်အဲ့တော့သူဒီဒီအထောက်အပံ့ကိုလိုအပ်တယ်နော်အဲ့ဒါမရှိဘဲနဲ့သူမရှင်သန်နိုင်ဘူးဒါက without နဲ့ဒီ noun နဲ့တွဲပြထားတာ support ဒီဘာလဲရှိတယ်လို့ noun နဲ့ရှိတယ်နော် to your power of speaker ဘာအနေနဲ့ဆိုရင်တော့ထောက်ပံ့ပေးသည်ဒါကနောင်အကူအညီအထောက်အပံ့အဲ့ဒါကိုဝေတောင်းနဲ့မရေးပဲနဲ့ unlef နဲ့ရေးမယ်ဆိုရင်ဒိဗယ်ချိန်သွားမယ် she can survive unlef she receive support အဲ့ဒါ support ကို အထောက်အပံ့ကို သူမက မရခဲ့ဘူးဆိုရင်တော့ she can survive သူမရှင်သန်နိုင်မှာမဟုတ်ဘူးအဲ့တော့ဒီ unlef နဲ့ရေးထားကြသည် condition ကိုဖော်ပြပေးတယ်သူဒီဒီ support ကိုအမှန်တကယ်ကိုဒီလက်ခံ ရရှိမှသာလျှင် survive ရှင်သန်နိုင်မှာဖြစ် တယ်အဲ့တော့ဒီ grammar ဆိုတဲ့ခြားအရာเนาะဒီဝေကြအရာမှာဆိုရင်တော့ grammar ဒီ without ကနောင်နဲ့တွဲပြီးတော့ and left က subject verb ပါနဲ့ clause နဲ့တွဲတဲ့အတွက်ကြောင့် grammar ဒီ different ဖြစ်ပေမဲ့ negative meaning အတွက်သုံးမယ်ဆိုရင်တော့ဒီ same meaning ဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ် အဲ့တော့ without do and that do ကိုတုံတဲ့အခါမှာเนาะမမှားရအောင်ရှောင်ရှားရမယ့်အချက်လေးတွေရှိတယ်။အဲ့တော့ဒီမှာပေးထားတယ်အဝုံးကို without you can အဲ့တော့ without ဆိုတဲ့စကားလုံးက preposition ဖြစ်တဲ့အတွက်ကြောင့်နောင်နဲ့တွဲတယ်။အဲ့တော့နောင်နဲ့တွဲတယ်ဆိုတော့ကျွန်တော်ဒီဝဲကြကြည့်လိုက်ကျွန်တော် you ဆိုတဲ့အရာဒီ subject pronoun object pronoun နဲ့ယူပဲเนาะ done grammar ကစကြက်ပြီးတော့ဒီမှာ come ဆိုတဲ့ verb ကြီးလာတယ်အဲ့တော့စကြက်နဲ့ verb နဲ့မတွဲထားဘူးဒါမျိုးရေးဒီ without နဲ့စကြက်နဲ့ verb နဲ့တွဲမယ်ဆိုရင်ကျွန်တော်တို့ဒီနေရာမှာစကားလုံးချိန်ပေးဖို့လိုတယ် without the fact that you can အဲ့လိုမျိုးရေးမယ်ဆိုရင်တော့မှန်တယ်အဲ့တော့ပုံမှန်အားဖြင့်ဆိုရင်တော့ကျွန်တော်တို့ without ဒီ noun နဲ့ပဲတွဲတယ် clause လို infinitive phrase လို့ neg ကဒီ autodate ဖြစ်နေပြီပေါ့နော်မတွဲတော့တဲ့အတွက်ကြောင့် without နဲ့သုံးမယ်ဆိုရင်တော့ noun အဖြစ်ပုံစံပြောင်းပေးဖို့လိုပါတယ်အဲ့ တော့ without เนาะဒီနေရာမှာကျွန်တော်တို့ without ကို ပြန်ပြီးတော့ပြင်မယ်အဲ့တော့ i won't ကို without you မင်းမရှိဘဲနဲ့ငါမသွားဘူးဆိုတဲ့အယူအော်ဘောเนาะဒီ pronoun နံစာနဲ့ချိန်လိုက်တယ်အဲ့တော့ဒီ you ဒီကျွန်တော်တို့ subject pronoun အဲ့တော့ pronoun ဖြစ်တဲ့ကြောင့်သူဒီ noun နဲ့เนาะ noun ရဲ့အုပ်စုခွဲထဲမှာပါတယ်အဲ့ဒီအတွက်ကြောင့် without နဲ့ဒီ pronoun ပဲဖြစ်ဖြစ် noun နဲ့ပဲဖြစ်ဖြစ်တွဲလို့ရတယ်အနောက်မှာ verb like ပေးစရာမလိုဘူးပြောချင်တာက without ဒီ clause နဲ့မတွဲဘူးတွဲမဲ့ဆိုရင်လည်းကျွန်တော်တို့ relative pronoun that ပါတဲ့ phrase ကိုထပ်ပေးဖို့လိုတယ်ဒါပေမဲ့ unless ကြတော့เนาะကျွန်တော်တို့ရေးလို့ရတယ်ဘာကြောင့်လဲဆိုတော့ unless ဒီ subordinator တနည်းအားဖြင့် subordinating conjunction ဖြစ်တဲ့အတွက်ကြောင့် sergeant verb ပါတယ် you can ဆိုတဲ့ clause နဲ့တွဲပြီးတော့ ေးရင်အမှန်ရတယ်။နော် without ကတော့ noun နဲ့တွဲပေးမယ်။ဒီ unless ကတော့ clause နဲ့တွဲမယ်။ဒါလေးမှန်ပြီဆိုရင်ရပါပြီ။အဲ့တော့ကျွန်မတို့ဒီ without နဲ့ unless နဲ့ကို summarize ပြန်လုပ်မယ်ပေါ့နော်။ပြီးတော့ခါကြတော့မှဒီ transformation practice ကိုသွားမယ်။အဲ့တော့ without ဆိုတဲ့အရာကကျွန်မတို့ဒီ ဟော proposition ဖြစ်တယ်เนาะ proposition ဖြစ်တဲ့အတွက်ကြောင့် noun နဲ့တွဲမှာဖြစ်တယ်သူဒီမရှိပဲနဲ့เนาะမဖြစ်ပဲနဲ့ဆိုတဲ့သဘောမျိုးပြောချင်းဖြစ်ပြီးတော့ and that ကြတော့ဒီ condition နဲ့ exception ပေါ့เนาะဒီဖြစ်လာခဲ့သည်ရှိတော့ဆိုတဲ့ဒီချွင်းချက်မျိုးနဲ့ပေါ့เนาะဒီဒီ condition နေထားကိုဖော်ပြဖို့တဲ့သုံးတယ် conjunction ဖြစ်တဲ့အတွက်ကြောင့် clause လို့ခေါ်တဲ့ sergeant နဲ့ verb နဲ့တွဲသုံးမှာဖြစ်တယ် without ဒီကျွန်တော်တို့အမှန်တကယ်ဖြစ်ပြနေတဲ့ real situation မှာသုံးတယ်ဒီ factual အချက်အလက်တွေကိုဖော်ပြ 在看，有嘛，都呢。 unless ကြတော့ဒီ hypothetical situation မဖြစ်တဲ့အကြောင်းအရာเนาะဒီ imagination စိတ်ကူးယဉ်ပြီးတော့เนาะဒါမျိုးဖြစ်ခဲ့ပြီးရှိတော်ဆိုတဲ့ဒီအခြေအနေမျိုးကိုဖော်ပြဖို့အတွက်ပုံချင်းဖြစ်တယ်အဲ့တော့ဒီတစ်ခုခုကိုကျွန်တော်တို့ကတစ်ခုခုဖြစ်ပြနေရဆိုတာကိုဖော်ပြဖို့တက်ဆိုရင်တော့ without နဲ့တော့ဒီစီမံစည်းကမ်းဒီအခြေအနေတွေကိုကျွန်တော်တို့ set လုပ်ဖို့ set ဆိုတာကချမှတ်တာပေါ့เนาะဒါမျိုးအတွက်ဆိုရင်တော့ unless နဲ့ပုံမှန်ဖြစ်တယ် negative idea ချင်းတူပေမဲ့ grammar pattern ကွဲတယ်ပေါ့เนาะဘာကြောင့်လဲဆိုတော့ without က preposition ဖြစ်ပြီး တော့ unless ကကျွန်တော်တို့ contention ဖြစ်တယ်အဲ့တော့ proposition ဖြစ်တဲ့အတွက်ကြောင့် noun နဲ့တွဲမယ်ဒီပါ ing เนาะတနည်းအားဖြင့် kriya nan gerund အဲ့ဒါနဲ့လည်းတွဲတယ် အတိတ်ကဖြစ်ပြခဲ့အနေမဖြစ်ခဲ့တဲ့အကြောင်းအရာကိုပြန်ပြီးတော့ပြောတဲ့အခါမျိုးမှာဆိုရင်တော့ having bra battery လို့ခေါ်တဲ့ဒီ perfect ပေါ့နော် perfect standing မှာသုံးတယ် having bra battery နဲ့သုံးတယ်အဲ့ဒါကအတိတ်ကမဖြစ်ခဲ့တဲ့အကြောင်းအရာကို ပြောတာဒီ action ပြုလုပ်သူနော်ဒီ action doer ကိုဒီဟိုပါပေါ့နော် clarify လုပ်ဖို့အတွက်ဆိုရင်တော့အဲ့ဒီ without နဲ့ကျမတို့ဒီ sun one sun သင်းနဲ့ gerund နဲ့တွဲပြီးတော့သုံးမယ် action receiver လို့ခေါ်တဲ့ passive meaning ကိုသဘောဆောင်မှာဆိုရင်တော့ဒီ heaven ဆိုတဲ့နေရာမှာ being နဲ့အနောက်မှာကျွန်တော်တို့ဒီ battery နဲ့တွဲပြီးတော့သုံးပေးမှာဖြစ်တယ် and that's ကတော့ရှင်းတယ်ဒီ congestion ဖြစ်တဲ့အတွက်ကြောင့် sudden never ပါတဲ့เนาะဒီ clause နဲ့ပဲတွဲပြီးတော့သုံးတယ်ပေါ့เนาะ အဲ့တော့ကျမတို့ဒီ without က preposition and left က conjunction ဒါသိပြီးသွားပြီဆိုရင်တော့ဒီနှစ်ခုက negative idea မှာဆိုရင်ကျမတို့ဒီဖော်ပြတဲ့နေရာမှာသုံးလို့ရတယ်ဆိုတော့ transformation exercise တွေလုပ်ကြည့်မယ်ပေါ့နော်ဒီမှာ without နဲ့ပေးထားတဲ့ word ကြောင့် and left နဲ့ရေးမယ် and left ဒီ conjunction ဖြစ်တဲ့အတွက်ကြောင့် sergeant ဘာကျမတို့ကသူ့မှာမရှိဘူးဆိုရင်ဒီအရှိကပေးထားတဲ့ cross ကိုကြည့်ပြီးပြန်ထည့်ပေးဖို့လိုတယ်ပေါ့နော်အဲ့တော့ exam မှာ word ကြလေးစပြီးတော့ကြည့်ရအောင် we can't proceed no without your approval မင်းရဲ့ approval เนาะဒီထောက်ခံမှုအတည်ပြုမှုကိုမရဘဲနဲ့မတို့ကဆက်ပြီးတော့မလုံဆောင်နိုင်ဘူးအဲ့တော့ without the noun နဲ့တွေ့တယ်ဆိုရတဲ့ကြောင့် real you are approval ဆိုတဲ့အရာပြီး noun phrase ဖြစ်တယ်အဲ့တော့ကို and left နဲ့ကျွန်တော်တို့ရေးကြည့်မယ်ပေါ့เนาะအဲ့တော့က we can proceed and left you approve ဒီနေရာမှာ you are the possessive pronoun အခုကျွန်တော်တို့ and left the clause နဲ့တွေ့တယ်ဆိုရတဲ့အတွက်ကြောင့် you ဆိုတဲ့ subject pronoun ကို ချိန်လိုက်တယ်ပြီးတော့ approval ဆိုတဲ့နောင်ရဲ့အစာစကြက်ပြီးရင် valid လာမှာဖြစ်တဲ့အတွက်ကြောင့် approval အစာ approve ကိုချိန်လိုက်ခြင်းဖြစ်ပါတယ်နောက် exam မှာတခုဆက်ကြည့်မယ် the machine will not function without replacing the filter เนาะ filter ဆိုတာကဒီစစ်ထုတ်ပေးတဲ့ကိရိယာပေါ့နော်အဲ့တော့အဲ့ဒီ filter ကို replace ပြန်မဲ့ထားပဲနဲ့အဲ့ဒီ machine က will not function ဒီလုံးဆောင်မှာမဟုတ်ဘူးလို့ပြောတယ် without နဲ့ replacing the filter negative action ကိုပြောတဲ့အတွက်ကြောင့် German နဲ့ရေးထားတယ်အဲ့တော့ကို unleft နဲ့ကျွန်တော်တို့ပြန်ရေးမယ်အဲ့တော့ the machine will not function unless the filter is replaced အဲ့တော့ကျွန်တော်တို့ဘာလုပ်လိုက်ရလဲဆိုတော့က the filter ဆိုတဲ့ noun ကို စာချက်နေရာမှာထားတယ်အဲ့တော့စာချက်နေရာမှာကျမတို့ဒီ noun phrase ဝင်သွားပြီကျမတို့ var လို့တယ် var လို့တဲ့အခါမှာဆိုရင် filter ကဒီ action receiver သူကိုယ်တိုင်ကထားလို့မရဘူး object pronoun ဖြစ် object ော်ဂျန်နေရာဝင်တဲ့ဖူနောင်းဖြစ်တယ်အဲ့ဒီအတွေ့အကြုံအရှိကောင်းဝဲကြောက်ကိုပြန်ကြည့်လိုက်တော့ will blah ဘာဝင်လဲရေးထားတယ်အဲ့ဒီအတွေ့အကြုံကျွန်မတို့ဒီဝဲကြောက်မှာကျွန်မတို့ present tense ပုံဖို့လိုတယ်အဲ့တော့ is replace เนาะအဲ့တော့ filter မှာဒီ verb to be is မှာပါပဲနဲ့ we unless the filter replace or filter ရဲ့သူ့ဖန်တာသူဝင်ပြီးတော့နေရာယူတဲ့သဘောမျိုးဖြစ်သွားမှာเนาะအဲ့တော့ passive voice ရေးဖို့လိုတယ်ဒါလေးတတိထားပေးပါအဲ့တော့ဒီနေရာမှာ if north net ကမှကျွန်တော်တို့တခါတည်းမြင်ရမှာဖြစ်တဲ့အတွက်ကြောင့်အကယ်၍ filter ကို ပြန်မထားဘူးဆိုရင်တော့ the machine က well not function လုံးမဟုတ်ဘူး if subject bar 1 will block bar 1အဲ့လိုမျိုးမြင်ပေးပါ exam မှာ3 set ကြည့်မယ် they won't grant asset without verifying your identity เนาะအဲ့တော့ကကျွန်တော်တို့ without ရဲ့နောက်မှာ verifying ဆိုတဲ့ gerund နဲ့ရေးထားတယ်ကျွန်တော်တို့ unless နဲ့ရေးကြည့်ရအောင်ရေးမယ်အဲ့တော့က They won't grant asset, not assets, rather, I coin, a land. grant ဆိုတာကထုတ်ပေးတာเนาะအဲ့တော့ကဝင်ရောက်ခွင့်ကိုသူတို့ပေးမှာမဟုတ်ဘူးတဲ့ unless they verify your identity မင်းရဲ့ identity เนาะအဲ့ဒီ identity အထောက်အထားကို verify လုပ်တဲ့ဆိုတာကအတည်ပြုတာအကယ်၍သူတို့ကမင်းရဲ့ identity ကိုအတည်မပြုဘူးဆိုရင်အဲ့အတည်မပြုရသေးဘူးဆိုရင်မင်းကိုပေးဝင်မှာမဟုတ်ဘူးလို့ပြောခြင်းဖြစ်တယ်အဲ့တော့ unless နဲ့ရေးလိုက်တဲ့အတွက်ကြောင့်ကျွန်တော်တို့ server လိုလာပြီလိုလာတဲ့အခါမှာအရှိမဝကြရဲ့ဟိုပြုလို့ ့သူစာကျဲကဒေပါထားပြီးသားပြောကြသူ့ကိုပြန်ယူတယ်ဒေသူကိုယ်တိုင်ကလုတ်တယ်ဆိုတဲ့အတွက်ကြောင့်ဒီမှာ will bow one ဖြစ်တော့ကျမတို့ဒီနေရာမှာ if no မှာဒီ bow one တန်ပြီးတော့ရေးလို့ရတယ်အဲ့တော့ verifying အစား main bar ဖြစ်တဲ့ verifying ကိုပြန်ယူမယ် you are identity က object နေရာဝင်သော pronoun ရမယ်နော် now example တစ်ခုဆက်ကြည့်မယ် the report can be finalized without receiving data from the lab အဲ့တော့ laboratory ကနေပြီးတော့မှဒီ data တွေကို receiving လက်ခံရရှိခြင်းမရှိဘဲနဲ့အဲ့ဒီ report ကို can be refinalize အချောသားလို့မရဘူးเนาะ finalize လုပ်လို့မရဘူးလို့ပြောတယ် without နဲ့ဒီ gerund နဲ့တွဲထားတယ်အဲ့တော့ var နဲ့တွဲထားတယ်ကြောင့် negative action ဆိုတဲ့သဘောဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ရှင်းတဲ့အရှိကဝေကြောက်ရတာ can be realize เนาะဒီ report ကို passive form နဲ့ရေးထားတယ်เนาะ subject တွေပါတယ်ပြန်ပြီးတော့စဉ်းစားရမှာဖြစ်တယ်အဲ့တော့စပြီးတော့ ရေးကြည့်မယ် the report can be finalized ဒီစီရင်ခံစာကိုအချောတက် PC အောင်မလုံးနိုင်ဘူး and left we receive data from the left အဲ့တော့ data ကိုခမ်းဒီ data ကိုငါတို့မရထားဘူးဆိုရင်အဲ့တော့ဒီနေရာမှာကျွန်တော်စာပြန်နေရာကို we လို့ထည့်လိုက်တယ်ဒါကကိုအဆင်ပြေသလိုထည့်တာเนาะဒီအကြောင်းအရာဒီ content ကြီးတစ်ခုလုံးကိုကျွန်တော်တို့ကသိနေတာမဟုတ်ဘူးအဲ့တော့ဒီစာပြန်နေရာမှာကျွန်တော်တို့ဒီ researcher လို့လည်းရေးလို့ရတယ်ဒေလို့လည်းရေးလို့ရတယ်အဓိကကတော့စာပြန်နေရာဝင်တဲ့ noun သို့မဟုတ် full noun ဖြစ်ရင်ရပြီ ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ unlock နဲ့တွဲပြီးဆိုတော့ sergeant never လို့တဲ့အတွက်ကြောင့်ထည့်ပေးရတာ။အဲ့တော့ var ကဘယ်ရယူမလဲဆိုတော့ဒီ gerund ကိုကျွန်တော်တို့မူရင်ဒီ var ကို ပြန်ချိမ့်မယ်။ပေးထားတဲ့ tenses က can ကိုသုံးထားတဲ့အတွက်ကြောင့်ဒါဒီ present tense ဖြစ်တဲ့အဲ့တော့ unlock we receive data from the left နော်။ဒီ tag ခေတ်ကမှာ data ကိုမရခဲ့ဘူးဆိုရင်တော့ report ကို finalize လုပ်လို့မရနိုင်ဘူး။ အဲ့ဒါမှာနောက်တစ်ခုဆက်ကြည့်မယ် she can travel without a valid passport အဲ့တော့ valid ဖြစ်တဲ့เนาะဒီ ဒီ passport ဒီဟာကို မရှိဘဲနဲ့ဒီမှာက can travel ခရီးမသွားနိုင်ဘူးလို့ပြောတယ်ဒီမှာဆိုရင်ကျမတို့ဒီ available passport ဆို article ရဲ့ edit ရဲ့ noun ရဲ့ဆိုတော့ဒါတစ်ွဲလုံးကို noun phrase လို့ကျမတို့မြင်မယ်အဲ့တော့ noun phrase ရဲ့သဘောတရားကမရှိဘဲเนาะဒီ absent ဆိုတဲ့ပြောက်ကွက်ခြင်းဆိုတဲ့သဘောဖြစ်တယ်ဒါ action မဟုတ်ဘူးเนาะအဲ့တော့ကျမတို့သူ့ကိုဒီ unleft နဲ့ရေးကြည့်မယ်အဲ့တော့ she can travel ဒီမှာခရီးမသွားနိုင်ဘူး and left subject ပြန်ခေါ်မယ်ဒီ passport မရှိတာလည်းသူမပဲအဲ့တော့မရှိတဲ့အတွက်ကြောင့်ခင်မသွားနိုင်ဘူးလို့ပြောတာ subject သူမကိုပြန်ခေါ်တော့ရှိအဲ့တော့ရှိချင်းဖြစ်ချင်းနေရာမှာကျွန်တော်တို့ပုံတဲ့အရာက singular subject ဖြစ်တဲ့အတွက်ကြောင့် HASS ကိုခေါ်တော့နေပြီးတော့အနောက်မှာရှိတဲ့ noun phrase ကိုပြန်ယူမယ်အဲ့တော့ a valid passport valid passport တခုမရှိဘဲနဲ့သူမခင်မသွားနိုင်ဘူး if not เนาะအဲ့တော့ဒီနေရာမှာကျွန်တော်တို့ if subject verb 1ဖြစ်ကြောင်း can နဲ့ verb 1နဲ့သုံး ထားခြင်းဖြစ်တယ်အဲ့တော့ conditional clause တွေကိုကျွန်တော်တို့ပြောတဲ့အခါမှာအများအားပေါ့နော် if subject verb one will verb one will တလုံးတည်းမသုံးဘူးเนาะအကြောင်းအရာပေါ်မှာမူတည်ပြီးတော့ခံလဲဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါလေးတကြည်သတိထားပေးပါ now example တခုဆက်ကြည့်မယ် the system will fail without constant monitoring เนาะအဲ့တော့ကဒီ constant ဒီစင်စမ်းမပြတ်เนาะအစမ်းမပြတ် ဒီစောင့်ကြည့်ခြင်းမရှိဘဲနဲ့ဆိုရင်တော့ဒီ system က welfare ပြတ်ရာကြဆုံးမှာဖြစ်တယ်အဲ့တော့ without နဲ့ဒီ constant monitoring လို့ကျွန်တော်တို့ဒီမှာဒီ constant က agent เนาะ monitoring က noun form အဲ့တော့သူ့ကို unleft နဲ့ရေးမယ်အဲ့တော့ရေးကြည့်ရအောင် persistent welfare and left edit system ကိုကျွန်တော်တို့ကစာချက် pronoun အနေနဲ့ချိန်မယ် system ဖြစ်တဲ့အတွက်ကြောင့်စာချက်ထပ်ဖို့လိုလာတော့ id it ထိုးပါ၎င်းကိုထည့်တယ်ပြီးတော့အရှိမ will verb 1သုံးထားတော့ကျွန်တော်တို့ present tense သုံးမယ်ဆိုတော့သဘောပေါက်တယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ is monitoring constantly ဘာကြောင့်ဒါမျိုးချိန်သွားသလဲဆိုရင်အဲ့ဒီ system เนาะဒီ system ကိုစဉ်ဆက်မပြတ်စောင့်ကြည့်တယ်လူကစောင့်ကြည့်မှပြည့်တယ်စဉ်ဆက်စောင့်ကြည့်အောင်မဟုတ်ဘူးအဲ့ဒီအတွက်ကြောင့် passive form နဲ့ရေးရ တဲ့ကြောင့် battery နဲ့ battery ဒီ main part တော့ monitoring ကိုကျမတို့ဒီမှာပေါ့နော်ဒီ battery pass participle နဲ့ chain လိုက်ပြီးအဲ့တော့ constant ဆိုတဲ့အရာဒီ and နဲ့ဆုံးထားတဲ့ ed အဲ့ဒီ ed ကိုကျမတို့က vowel အထူးပြုဖို့အတွက်ဆိုရင် ever ပြန် chain ရတယ် ed ကဘာကို modify မလုပ်ဘူး ed modify လုပ်တာက noun တစ်မျိုးတည်းပဲရှိတယ်အဲ့ဒီအတွက်ကြောင့်ဒီနေရာမှာ constant လာရေးလို့မရဘူး constantly ဆိုတဲ့ vowel ဒီ power speed ကိုပြန်ချိန်ရတယ်။ဘာကြောင့်လဲဆိုတော့ monitoring ဆိုတဲ့ valve ကိုသူက modify လုပ်မှဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။နောက် example တစ်ခုဆက်ကြည့်မယ်။ He won't recover without taking the prescribed medication. နော် prescribe လုပ်ထားပေးတဲ့ဒီသတ်မှတ်ထားတဲ့ medication ဆေးဝါးတွေကိုဒီတောက်တုံးခြင်းမရှိဘဲနဲ့သူ ပြန်ကောင်းလာမှာမဟုတ်ဘူးလို့ပြောတယ် and left နဲ့ရည်ကြည့်မယ် he won't recover and left ကျွန်တော်တို့ suggest လုပ်ပြီးဒီဆေးမတောက်တာလည်းသူပဲဆိုတော့ဒီ he ဆိုတဲ့ pronoun ကိုပြန်ယူမယ် won't ဆိုတဲ့ညာဒီ will not ကိုပြောထားခြင်းဖြစ်တယ်အဲ့ဒီအတွဲကြောင့်ဒါဒီ will ကိုသုံးနေဆိုတော့ present tense လို့ကျွန်တော်တို့ take ဆိုတဲ့ verb ကိုယူရေးတယ် singular စကြက်ဖြစ်တဲ့အတွက်ကြောင့် take မှာ s ပေါင်းပြီးတော့အနောက်မှာရှိတဲ့ the prescribed medication article adjective noun noun phrase ဒီကိုယူလိုက်တယ် take ဆိုတဲ့ဘာဒီ object လို့တဲ့အတွက်ကြောင့်ကျွန်တော်တို့အနောက်မှာ object နေရာဝင်သော noun phrase ကိုတွေ့ရခြင်းဖြစ်တယ် now example တကူဆက်ကြည့်မယ် the project can begin without funding funding မရှိဘဲနဲ့เนาะငွေကြေးထောက်ပံ့မရှိဘဲနဲ့ the project အစီအမံကိန်းကြီးကမစနိုင်ဘူးလို့ပြောထားတယ်အဲ့တော့ example အဲကျွန်တော်တို့ဟို ပေါ့ဗောနော exercise လုပ်မယ်အဲ့တော့ the project can begin ပြီးတော့ကျွန်တော်တို့ without the negative idea ကိုပေါ်ပြတယ်ဆိုတော့ and left နဲ့အစားထိုးလိုက်မယ် and left okay the project ဆိုတဲ့စီမံကိန်းအစားကျွန်တော်တို့ pronoun ထည့်ပြီးတော့ရေးမယ် int it okay can ဆိုတဲ့အရာဒီ verb 1မှာတုံတဲ့အတွဲကြောင့်ကျွန်တော်တို့ဒီ verb ကိုရှာမယ်ပေါ့နော်အဲ့တော့ရှာလိုက်တော့ receive funding funding ကနောင်เนาะအဲ့တော့ကအဲ့ဒါက receipt လက်ခံရရှိသည် funding ဒီငွေကြေးအထောက်အပံ့အဲ့တော့ receipt ဆိုတဲ့ verb ဒီကျွန်တော်တို့ object လို့သော verb ဖြစ်တဲ့ဒီနေ့အပြည့် transitive verb အဲ့တော့ကျွန်တော်တို့နောက်မှာ funding ဆိုတဲ့ noun ကိုပြန်ထည့်ပေးရတယ်ပေါ့เนาะ funding ကို လက်ခံရရှိခြင်းမရှိဘဲနဲ့ the project က can begin စတင်နိုင်မှာမဟုတ်ဘူး and left net တွေ့တဲ့အကြောင်း sergeant နဲ့ verb ကိုကျွန်တော်တို့ကမဖြစ်မနေထည့်ပေးရတယ်ပေါ့เนาะ โอเคအဲ့တော့ကျွန်တော်တို့ now example တခုဆက်ကြည့်မယ် you won't understand the concept without reading the original text เนาะဒီဒီမူရင်းစာသားကိုမဖတ်ထားဘဲနဲ့ဒီ US concept သဘောတရားကိုနားလည်မှာမဟုတ်ဘူးလို့ပြောတယ်အဲ့တော့ကျွန်တော်တို့ and left နဲ့ရေးကြည့်မယ် you won't understand the accept not the concept the အနှစ်တရားကိုမင်းသဘောပေါက်မှာမဟုတ်ဘူး ့တော့ဝေးတောင်းနေမှာကျွန်တော်တို့ unlap နဲ့စားထိုးတယ်စားထိုးလိုက်ပြီးဖြစ်တဲ့အတွက်ကြောင့် sergeant number ကိုရှာပေးရမယ်အဲ့တော့ sergeant ကြည့်လိုက်တော့အရှိဝဲကြောင့်မှာ you ဆိုတဲ့ pronoun အဲ့တော့အဲ့ဒါကိုပြန်ခေါ်ပြီးတော့ရေးမယ် you won't the will not ကိုပြောခြင်းဖြစ်တဲ့ present tense မို့လို့ကျွန်တော်တို့ read ဆိုတဲ့ present tense ကိုရေးတယ်အဲ့တော့တတိတော့ထားပေးပါတော့ read the present เนาะဒီ past เนาะ past participle သုံးခုစလုံးကဒီ same spelling ဒါပေမဲ့ different pronunciation เนาะအဲ့တော့ကသူ့ကိုကျွန်တော်တို့ဒီအရှိမဝုန်းနဲ့တုံးထားကြောင် read လို့ပဲဖတ် ါမန်တော့ဒီနေရာမှာတော့ wood ဖြစ်နေကျွန်တော်တို့ red လို့ဖတ်ပြီးအဲ့တော့ unless you read the original text မူရင်းစာသားကိုမဖတ်ထားဘဲနဲ့ဒီသဘောတရားအနှစ်သာရကို နင်းနားလဲမှာမဟုတ်ဘူးပေါ့နော်နောက်ဆုံး example တစ်ခုဆက်ကြည့်မယ် the contract is not valid without the signatures of all party เนาะဒီ all party သက်ဆိုင်သူတွေအားလုံးရဲ့လက်မှတ်မရှိဘဲနဲ့တော့ဒီစာချုပ်ကဒီတရားဝင်မှာမဟုတ်ဘူးအဲ့တော့ unless နဲ့ရေးကြည့်မယ်အဲ့တော့ the contract is not valid เนาะဒီဟာတရားဝင်မှာမဟုတ်ဘူး unless เนาะကျမတို့မှာဒီ subject ကဒီ subject number လို့တဲ့အတွက်ကြောင့်ကျမတို့ subject ဘာကိုစဉ်းစားလိုက်တဲ့အခါမှာဒီ all party တွေကเนาะဒီသက်ဆိုင်သူတွေအကုန်လုံးက sign လက်မှတ်ရေးထိုးတဲ့ it ၎င်းကို စာချုပ်ကိုဒီသက်ဆိုင်သူအလုံးကလက်မှတ်မရေးထိုးထားဘဲနဲ့တော့ဒီ contrast ကတရားဝင်မှာမဟုတ်ဘူးလို့ပြောခြင်းဖြစ်တယ်အဲ့တော့ဒီ negative เนาะ the negative meaning ကိုဖော်ပြတဲ့အဲ contrast မှာစမ်းကျင်မဲ့သဘောတရားကိုဖော်ပြတဲ့ negative meaning မှာဆိုရင်ဒီ transformation ကလုံးလို့ရတယ်ပေါ့เนาะဒါပေမဲ့ကျွန်မတို့ grammar structure တော့ကွဲမယ်ဘာကြောင့်လဲဆိုတော့ without က preposition ဖြစ်ပြီးတော့ဒီ and lab ကဒီ subordinating contention ဖြစ်တဲ့ proposition ဖြစ်တဲ့အတွက်ကြောင့်သူနဲ့တွဲဖို့ကကျွန်တော်တို့ noun လို့တဲ့ clause နဲ့တွဲမယ်ဆိုရင်အဲ့ဒီ clause မှာကျွန်တော်တို့ဒီ second long phrase ဒီ relative pronoun ပါတဲ့ phrase ထပ်ပြီးဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ဒီနေ့ပြောပြသွားတာကဒီ and lab နဲ့ဒီ without နဲ့ကိုရေးမယ်ဆိုရင် negative idea ချင်းတူပေမဲ့ grammar structure ကွဲတယ်ဆိုတဲ့အကြောင်းကိုပြောပြသွားခြင်းဖြစ်ပါတယ်အဆင်ပြေမယ်လို့ယူဆပါတယ်ကျေးဇူးတင်ပါတယ်ရှင်